မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိန်းတိုက်ပွဲတရင်ကတော့ပဲခူးတိုင်းဗရောင်းမြို့နယ်အုတ်ရှိပင်မြို့ကပါစ6အနီးမှာရှိတဲ့ကာကင်းစကန်းများကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလအတွင်းမှာအုတ်ရှိပင်မြို့ဗရောင်းလမ်းမိုင်းမှာရှိတဲ့အမှတ်6ကာကွယ်ပစ္စည်းဆက်ရုံအနီးအကြမ်းဖက်စစ်ခွေးတပ်နဲ့အေအေပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီထိပ်တွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်သိမ်းဆုံးမှုတွေများပြားပြီးတော့အဲ့ဒီကပါစ6အနီးမှာရှိတဲ့ကာကင်းစကန်း ်းများကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အုတ်ရှိပင်မြို့ဗရောင်းလမ်းပေါ်မှာရှိတဲ့အမှတ်6ကာကွယ်ပစ္စည်းဆက်ယုံစစ်ခွေးကာကင်စခန်းတွေကိုအေအေနဲ့ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတည်တဲ့စီးရင်ကတော့အတိမပြုတ်နိုင်သေးဘူး။တိုက်ပွဲတွေကတော့ဆက်လက်ပြီးတော့ဖြစ်ပွားနေပါတယ်လို့ ရှေးနန်းကတော်လိုင်းသတင်းရင်းမြစ်ကပြောပြထားပါရယ်အဲ့ဒီထိတွေ့တိုက်ပွဲများနဲ့ကာကင်စခန်းများပိမ့်ပတ်ရရှိမှုကိုတော့အရခတ်တက်တော် AA အနေနဲ့အတီးပြုတ်ထုတ်ပြန်ထားခြင်းမရှိသေးဘူးလို့သိရပါရယ်အကြမ်းဖက်စစ်ခွေးတက်ဟာအုတ်ရှိပင်မြို့နယ်ညောင်ကျိုးရွာနယ်စင်လန်ရွာတို့မှာလည်းနေမြင်ရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေပြီးတော့လက်နက်ကြီးများအထိုင်ချထားရန်လှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်ခွေးများလိုက်ပါလာတဲ့ကားသုံးစီးကိုတိုက်ခိုက်ခဲ့ရာစစ်ခွေးတွေဘက်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ3ရက်နေ့မှာတောင်သာမြို့နယ်ကံရွာဘူရာဘိန်းရွယ်ကုန်းနဲ့တမိုက်သာရွာဘက်ကိုမြင်းညာမျိုးကနေပြီးတော့စစ်ကားသုံးစီးနဲ့အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေလိုက်ပါလာတဲ့ကာတုံးစည်းကိုတော်လိုင်းတပ်ဖွဲ့များက40မမဘုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဘုံထိမှန်ပြီးတော့စစ်သား5ဦးတေဆုံးသွားတယ်လို့သိရပါတယ်စက်တဘာလ3ရက်နေ့မှာတောင်တာမြို့နယ်ကံရွာဘူးရာဘိန်းရွယ်ကုန်းနဲ့တမိုက်သာရွာဘက်ကိုစစ်ခွေးတွေကစစ်ကြောင်းထိုးဖို့မြင်းညာမြို့ကနေပြီးတော့ကာတုံးစည်းနဲ့ထွက်လာတာကိုကြားဖြတ်တိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ရဲဘော်တွေပြစ်ခတ်လိုက်တဲ့40မမဘုံတွေထိမှန်ပြီးတော့စစ်ခွေး9កောင်တေသွားပါတယ်လို့မြင်းညာခရိုင်အမှတ်3တိုင်ရင်ကပြောရေးဆိုခွင့်ရှိသူဘုံမူတူးကပြန်လည် ရှင်းပြထားပါတယ်။၎င်းတက်ခတ်မှုကိုမြင်းညာခရိုင်မှတ်သုံးတက်ရင်ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လာရဲ့ရေပေါ်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တမူးမြို့နယ်နမ်မွန်တားရွာကိုပြန်လည်ထိန်းချုပ်ရန်စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဟာရှေ့မထိုးနိုင်မဲနဲ့နောက်ပြန်ဆုတ်သွားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးစစ်ကြောင်းပြန်ဆုတ်ရပြီးတဲ့နောက်စက်တမားလ၄ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပြီးတော့နှစ်ကြိမ်ဘုံကျဲသွားတယ်လို့သိရပါဗျ။နမ်မွန်တားနယ်ခွန်မွန်းနွမ်ရွာကြားကို မနေ့ကညနေ3:00နာရီခန့်မှာလေကြောင်းကနေဘုံကျဲခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတချို့ကပြောပြထားပါဗယ်နန်မော်တာကိုလာတိုက်နေတာတပတ်လောက်ရှိနေပြီအခုဒီကောင်နေပြန်ဆုတ်သွားပြီးတော့လေကြောင်းကနေလာပစ်တာလို့ဒေသခံတအုပ်ကအတိအပြုပြောကြားထားပါဗယ်ရှမ်းနေတက် SN နေနဲ့စစ်မှုရန်တင်တန်းစဲအများဆုံးပါဝင်တဲ့စစ်ကြောင်းဟာဩဂတ်စ်လကုန်ပိုင်းမှာနန်မော်တာရွာကိုထိုးစစ်ဆင်လာခြင်းဖြစ်တယ်လို့သိရပါဗယ်နေ့စဉ်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတော့ယခုခါမှာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗယ် ပြည်သူ့ကာကွယ်တပ်များထိန်းချုပ်ထားတဲ့နမ်မော်တားရွာကိုပြန်လည်ထိန်းချုပ်နိုင်ရအတွက်စစ်ခွေးတပ်ကမကြာခဏစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။ဩဂတ်စ်လဇန်ပိုင်းကလည်းစစ်ကြောင်းထိုးလာတဲ့အချိန်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့စစ်ခွေး6ကောင်တိုက်ဆုံးကလက်နက်6လက်ကိုသိမ်းဆီးနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစ်စစ်ဒေသကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ6ရက်နေ့ကနေ15ရက်နေ့အထိကလေးမြို့နယ်နန်းဆောင်ပုခြေရွာကိုစစ်ကြောင်းထိုးလာတဲ့ခမန်းအင်အား120ကျော်ပါတဲ့စစ်ကြောင်းကို PDF များကတိုက်ခိုက်ခဲ့ရာလက်နက်ခဲယမ်းအများပြားတင်းစီရရှိခဲ့တယ်လို့အမတ်၁စစ်ဒေသကထုတ်ပြန်ထားပါတယ်အလောင်း၃လောင်းကိုရရှိခဲ့ပြီးတော့တုံမန်းတအုပ်ကိုဖမ်းမိခဲ့ပြီးအရမစစ်မှုထမ်းစေခိုင်းခံရတဲ့စစ်သားများစွာတေဆုံးကလက်နက်ခဲယမ်းများစွာကိုလည်းတင်းစီရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ဒါအပြင်စစ်ခွေးတပ်ကဩဂတ်စ်လမှာနမ်မွန်တားရွာဖျားเจ้าကိုလေเจ้าကနေဘုံကျခဲ့ပြီးတော့အသေးခံ drone များလည်းဘုံကျခဲ့တယ်လို့ အမတ်တေစစ်ဒေသကထုတ်ပြန်ခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်ထားခြင်းတော့မရှိသေးဘူးလို့ပြောပါတယ်။နမ်မွန်တားရွာဟာကလေးတမူးအာရှလမ်းပေါ်မှာတည်ရှိပြီးတော့တမူးမြို့နယ်ဆက်နမိုင်အကွာမှာရှိတယ်လို့သိရပါတယ်။တမူးမြို့မှာပန်းသာရွာ၊မင်းသာရွာအပြင်နေရာ၃ခုမှာစစ်ကောင်စီကအခိုင်အမာတပ်ဆွဲထားပြီးတော့ပန်းသာရွာမှာအဓိကအထိုင်စခန်းအဖြစ်နဲ့ပြင်ဆင်ထားတယ်လို့သိရပါတယ်။ တမိုးခရိုင်အတွင်ခမ်းပန်းမြို့နယ်မြို့သိမ်းမြို့ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကထိန်းချုပ်ထားပြီးတော့စစ်တပ်ကတမိုးမြို့ဘော်ကိုသာထိန်းချုပ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းလက်ပံမြို့နယ်တရချောင်းရွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်တိုက်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ၄ရက်နေ့နေ့လယ်၁၂နာရီ၁၀မိနစ်ခန့်မှာလက်ပံမြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများဟာစင်တလင်းရွာကိုရောက်ရှိလာပြီးတဲ့နောက်တရချောင်းရွာကို drone နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်ကျေးရွာနေပြည်သူဦးစေရလင်းရဲ့နေအိမ်ပေါ်ကိုဘုံတိကျရောက်ပောက်ကွဲခဲ့ပြီးတော့ ပြည်သူတအုပ်တည်ဆုံးခဲ့ရတယ်လို့သိရပါဗျာ လက်ဗရန်မျိုးဘွားကစစ်ခွေးတွေကမနေ့ကမနက်ပိုင်းမှာစင်တလင်းရွာကိုရောက်လာပြီးတော့နှစ်မိုင်လောက်ပဲဝေးတဲ့တရချောင်းရွာကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်သွားတာပါစစ်ခွေးတွေကျဲချလိုက်တဲ့ဘုံတလုံးကဂျေးရွာနေပြည်သူဥစေယာလင်းရဲ့နေအိမ်ပေါ်ကိုချက်ရောက်ပောက်ကွဲပြီးတော့ပြည်သူတအုပ်တွေဆုံးသွားပါတယ်လို့ရွှေတန်းမြေပြည်သူကာကွယ်တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာတာယာဝတီခဲအတွင်းမှာရှိတဲ့ဂျေးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းလက်နက်ကြီးများနဲ့အကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဩဂတ်စ28ရက်နေ့ကလည်း အုတ်ဖို့မြို့နယ်တိမ်မြုပ်ကျေးရွာမှာတဆွဲထားတဲ့စစ်ခွေးတပ်ကဒေါင်လေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ဘုံနှလုံးကျဲချခဲ့ခြင်းကြောင့်အသက်9နှစ်အရွယ်မတ်ယွန်းမီမီနဲ့မိခင်ဖြစ်သူအသက်32နှစ်အရွယ်ဒေါ်စင်မာတင်းတို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့ကြောင်မဲမြုံနယ်မှာရှိတဲ့ကျေးရွာနှစ်ခုကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချမှုနဲ့လက်နက်ကြီးတွေပစ်ခတ်မှုတွေကြောင့်ပြည်သူတအုပ်ထိခဲ့ဒဏ်ရာရရှိခဲ့ပြီးတော့ဇေဒီပထိုးစာတင်ကျောင်းများနဲ့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်12:22မိနစ်အချိန်မှာစစ်ခွေးတပ်ကကြောင်မဲမြုံနယ်ပန်းတပြေကျေးရွာကိုရော့ကက်ဘုံများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဘုံများကြောက်ရောက်ပောက်ကွဲမှုကြောင့် အမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်လေးလုံးနဲ့စာသင်ကျောင်းတစ်ချောင်းဘုံးစာထိမှန်ပျက်စီးသွားတယ်လို့သိရပါတယ်။အလားတူပဲ မနေ့ကမနက်7:00နာရီခွဲအချိန်မှာလဲစစ်တပ်ကကြောင်မဲမြို့နယ်ပန်ကွန်ချေးရွာကိုဘားတိုက်ပွဲမှာမရှိဘဲနဲ့စစ်ခွဲတပ်ကလေကြောင်းကနေပြီးတော့ပေါင်နိုင်ရ90ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။စစ်ခွဲတပ်ရဲ့ဘုံကြက်ရောက်ပောက်ကွဲမှုကြောင့်ဇေဒီပထုံးများဟာဘုံစာထိမှန်ပြီးတော့ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲစက်တမလာ၂ရက်နေ့ကလည်းစစ်ခွေးတက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တီဘောမြို့နယ်ဘောဂျိုချေးရွာကိုလေကြောင်းကနေပြီးတော့ပေါင်၂၅၀ဘုံနှလုံးကျဲချတိုက်ခတ်မှုကြောင့်အမျိုးသားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ်သုံးလုံးလည်းပျက်စီးသွားခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတားပလဲမြို့နယ်နဲ့မြောင်မြို့နယ်တို့မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကလေရင်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူနှစ်ဦးသေဆုံးပြီးတော့လေးဦးထိခိုက်ဒဏ်ရာရှိကနေအိမ်တလုံးမိလောင်ပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကစက်တဘာလ၄ရက်နေ့မွန်လွဲတနအိုင်ကမ်းမှာ ပလဲမြို့နယ်တနယ်ချေးရွာအတွင်းကိုအကြမ်းတ်စစ်ခွေးတိုက်ရဲ့ဒရုန်လေတပ်ကနေတက်လာတဲ့ FTC 2000G Jet Fighter လေယာဉ်တစ်စီးကပေါင်900ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာနေအိမ်တလုံးမိလောင်ကျွမ်းကအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်သေဆုံးခဲ့ပြီးတော့နွားလေးကောင်လည်းသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ကျဲချသွားတာပေါင်900ဘုံနဲ့ပါနေအိမ်ပေါ်ကိုတက်တက်ကျပြီးတော့နေအိမ်မိလောင်ပျက်စီးသွားပါတယ်။အင်းရှင်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်သေတယ်နွားလေးကောင်လည်းသေသွားတယ်လို့ဒေသနေပြည် ည်သူတို့ကအတီးပြုတ်ပြောကြားထားပါတယ်။အလားတူပဲသခိုင်းတိုင်းမြောင်မြို့နယ်နဘက်ကြီးရွာအတွင်းကိုအကြမ်းဖက်စစ်ခွေးတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသနေပြည်သူများကပြောပါတယ်။ မနေ့ကစက်တဘာလ၄ရက်နေ့မွန်လွဲ၂နှစ်နာရီခန့်ကမြောင်မြို့နယ်တပတ်ကြီးရွာအတွင်းကိုရေစကြုံမြို့ပေါ်မှာရှိတဲ့စစ်ခွေးတပ်ကဟာဝဇာလက်နက်ကြီးများနဲ့နှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာနပတ်ကြီးရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ကြီးရွာနေပြည်သူ၄ဦးဟာလက်နက်ကြီးကြီးစားထိမှန်ပြီးတော့မစိုးရင်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရေစကြုံမြို့ပေါ်ကနေပြီးတော့ဟာဝဇာလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်တာတစ်လုံးကဘရင်ကြီးချက်ចောင်းဘက်ကိုကြားတယ် အသေးပြတ်တော့မရှိပါဘူးဒဏ်ရာအနေငယ်စီပဲရတာလက်နက်ကြီးအစဆင်တာစုစုပေါင်း၄ယောက်ဒဏ်ရာရသွားတယ်လို့ဒေသနေပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမော်လိုင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်အတွင်းမော်လိုင်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေးတပ်ကစစ်သား12ဦးတပ်နက်နဲ့ခဲယမ်းများကိုယူဆောင်လာပြီးတော့မော်လိုက်ခရိုင်အမှတ်3တိုင်းရင်းထံမှာအလင်းဝင်ရောက်လာခဲ့တယ်လို့သိရပါဗျ။ချိတ်ဆက်ပြီးတော့ဝင်လာတာတွေရှိတယ်လို့သူ့ဘာသာသူစွန့်စားပြီးတော့လက်နက်တွေယူလာပြီးတော့မှအခက်အခဲတွေကြားထဲကနေရုံးထွက်လာတဲ့သူတွေလည်းရှိပါတယ် ကျွန်တော်တို့ရှိတဲ့စကန်းတွေဘက်ကိုထိုးထွက်လာတဲ့သူတွေလည်းရှိတာပေါ့ဝင်လာတဲ့လနဲ့ရက်တွေကတော့မတူကြဘူးလို့မော်လိုက်ခရိုင်အမှတ်၃တပ်ရင်းကတောင်ရှိသူကရှင်းပြထားပါဗျ။အလင်းဝင်လာတဲ့ရဲဘော်တချို့ဟာစစ်အာဏာရှင်စနစ်ဆိုးကိုဖြိုချရန် PDF တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေကြပြီးတော့တချို့အလင်းဝင်လာတဲ့သူတွေဟာသူတို့ဆန္ဒရှိပြီးတော့နေမြေများမှာအရက်သားဘဝနဲ့အေဂျင့်စွာလောက်ကန်စားတောက်လျက်ရှိတယ်လို့သိရပါဗျ။ဒါ့အပြင်တော်လိုင်းရေးအတွက်အားဖြည့်ကူညီပေးနေသူများလည်းရှိတယ်လို့သိရပါဗျ။ ဆက်လက်ပြီးတော့ပြည်သူရင်ခွင်ကိုခိုးလုံသူများကိုလည်းရွေးထွေးစွာနဲ့ကြိုးစိုးလျက်ရှိတယ်လို့မော်လိုက်ခေအမတ်သုံးတရင်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ